ရဲရောမပိုင်ပေါ်တူဂီတင်းပိုကောင်းနေဆိုရင်စကားတွေကအမှန်မလားဘရိတ်နမြောင်းဝဲမိလားများရှေးရောအိုက်ဘက်ကွန်ရှေးကောင်းအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လေးကြိုလိုက်ပါရင်ရဲရောမပိုင်ပေါ်တူဂီတင်းကပိုကောင်းနေလို့သူတို့ကပြောကြပါရင်ဒါပေမဲ့ဒါကလုံးဝအုတ်တုံတော့မမှန်ပါဘူးရဲရောအသက်ရလာတော့အရင်ကတော့မလုံနိုင်တော့တာမှန်ပေမဲ့အတင်းအတွက်လူပေါ်လုံးဝမဖြစ်သေးပါဘူးပေါ်တူဂီတင်းတို့အသူဆောင်လာပေးတာတွေကအများကြီးပါရဲရောရှိနေခြင်းဟာပေါ်တူဂီကိုကမ္ဘာလုံးဆိုင်ရာပရိသတ်စိတ်ဝင်စားမှုမြင့်တက်စေပါရင်ပြည်ဝဲဒီမှာသူတို့ကိုအားပေးတဲ့ပရိသတ်အများပြားကိုပိုင်ဆိုင်ခွင့်ရစေပါရင်တိုက်စစ်ကရဲရောဖြစ်နေတဲ့အတွက်ပြိုင်မဲ့ခံစေကစားမှုတွေကိုထိတ်လန့်မှုဖြစ်စေပါရင် ဘယ်တော့ကဒီကွင်းလုံးမှာပြေးသွားပြီးမစားနိုင်တော့ဘူးဆိုရင်တော့မပြန်မဲ့ဂိုးအေရပောင်းရင်းစီမှာတော့သူကကြောက်လန့်စရာကောင်းတဲ့ဂိုးသိမ့်မုံဆိုဖြစ်နေတော့မှာပဲအာမေနီးယားနဲ့ကစားခဲ့တဲ့ကမ္ဘာလားခြေစစ်ပွဲဟာပေါ်တူဂီအသင်းအတွက်အင်မတန်ရေးကြီးခဲ့ပါတယ်။ရှေ့မှာအိုင်ယာလန်ကိုရှုံးနေခဲ့တဲ့ပြင်ရယ်တို့ကလည်းအနီးကပ်ထိခဲ့တာကြောင့်ချင်းနေတွေကစိတ်ပြည့်စရာဖြစ်ခဲ့တာပါ။ရယ်တို့လည်းရေးကြီးတဲ့ပွဲအဆင့်ကိုမှလွှဲချွာရတဲ့အတွက်သူတို့ကသူအားမလို့အားမရဖြစ်နေမှာတေချာပါရီ။ ဒါပေမဲ့ Radio ကကိုယ်တိုင်ဝင်ကစားနိုင်ငယ်မဲ့အသင်းဘော်တွေကိုစိတ်ခွန်အားပေးဖို့ပြက်ကွက်ကောက်ဘူး။သူက Instagram စာမျက်နှာကနေပေါ်တူဂီအသင်းဘော်တွေကို message ပေးဖို့ခဲ့ပါရင်ငါတို့အနိုင်ကစားရအောင်ဒီနေ့မှငါတို့တူတူစူးစမ်းလိုက်ရအောင်ပေါ်တူဂီအတွက်နိုင်ငံတော်အလံအတွက်ငါတို့အမြင်ရှိနေပါတယ်လို့យေတာသွားခဲ့တာပါ။ ရန်ဒိုပေးတဲ့ခွန်အားတွေနဲ့ပေါ်တူဂီအသင်းကလည်းလိုအပ်နေတဲ့နိုင်ပွဲကိုဂိုးပြရရှိခဲ့ပါရင်အင်ကွင်းမှာပေါ်တူဂီတို့ဂိုးဂိုးတကိုးနဲ့အပြတ်အသတ်နိုင်ရရှိခဲ့တာဖြစ်ပါရင်ဘရူနိုဖာနန်တက်နဲ့ယောနာဗက်စ်တို့ဟာကိုစီဟက်တွေသွေးဝင်နိုင်ခဲ့ကြသလိုဂွန်ဆာလိုရာမိုနဲ့နောက်ခံကစားမဖဲကာတို့ကလည်းဂိုးတွေသွေးဝင်နိုင်ခဲ့ကြတာဖြစ်ပါရင်ရန်ဒိုမပါပေမဲ့တသင်းလုံးကိုလုံးကိုတောင်းရင်ကြည်အောင်လုပ်ပြသွားခဲ့တာဖြစ်ပါရင်စီဂျီရန်ဒိုအနေနဲ့ကမ္ဘာပလားကို6ချိန်ဆက်ပါဝင်ကစားခွင့်ရရှိသွားခဲ့ပြီဖြစ်ပါရင်ရန်ဒို2006 2010 2014 2018 2020နှစ်ခုနှစ်ကမ္ဘာပလားတွေမှာပေါ်တူဂီအသင်းကိုဦးဆောင်သွားမှာဖြစ်ပါရင်ဒါအတူကိုကမ္ဘာပလားသမိုင်းမှာအတူညီတဲ့ပြိုင်ပွဲ6ခုထိပါဝင်ကစားနိုင်တဲ့ကစားမဖြစ်ဆန်ရင် တင်စီမှာဖြစ်ပါတယ်။တချို့တွေက Redo မပါရင် Portuguese တင်းကပိုကောင်းတယ်လို့ပြောတဲ့ကြပါတယ်။ Romania ကို Portuguese တို့ကိုပြည့်နိုင်တာအခုမှမဟုတ်ပါဘူး။ Redo ပါတဲ့ပထမကြော်တော့ကလည်းကိုပြည့်နိုင်ခဲ့တာပါပဲ။ဒါကြောင့်အခုလောကိုကိုအထိတွင်းနိုင်ခဲ့တာက Redo မပါလို့ပိုကောင်းတယ်လို့သတ်မှတ်လို့မရပါဘူး။ ပြီးခဲ့တဲ့2020နှစ်ကမ္ဘာ့လာမှာတော့ကလည်းပေါ်တူဂီနီးပြားကဒီလိုအမားတစ်ခုကိုကျူးလွန်ခဲ့မှုပါတယ်ရယ်ဒိုမပိုင်ပိုကောင်းတယ်ဆိုတဲ့စကားကိုနားယောင်ပြီးရယ်ဒိုလူစင်းကနေရှင်းထုတ်ခဲ့ပါတယ်ဂျိုးဆန်အနေနဲ့ပေါ်တူဂီအသင်းကလည်းမော်ရိုကိုအသင်းကိုရှောင်းနေသွားခဲ့တာဖြစ်ပါတယ်ရယ်ဒိုလူစားဝင်ကစားခဲ့ပေမဲ့အချိန်မမီတော့ပါဘူးပေါ်တူဂီနီးပြားလည်းဒီလိုရဲ့အတွက်အထောက်ခံလိုက်ရတာဖြစ်ပါတယ်လက်ရှိပေါ်တူဂီနီးပြားကတော့ရယ်ဒိုအကြောင်းကိုကောင်းကောင်းသိပါတယ်ရယ်ဒိုရဲ့အတန်ဖိုးကိုနားလည်ပါတယ်ဒါကြောင့်ရယ်ဒိုကိုထင်ထားတဲ့အသင်းကိုတည်ဆောက်ထားပါတယ်ရယ်ဒိုအနေနဲ့သူ့ရဲ့နောက်ဆုံးကမ္ဘာ့ပလောင်မှာပေါ်တူဂီအသင်းကိုချန်ပီယံဖြစ်အောင်ပြုလုပ်ပေးနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် ုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ